Hello everyone, Alome Minglaba. It's Tuesday again, September 16, 2025, and I'm your host, Sue. Welcome back to Speak with Burmese. This is the place where Burmese language meets everyday life, culture, and creativity, turning words into living experiences. We are planning to release a new episode every Tuesday, so you can look forward to a regular moment of Burmese language and culture in your week. This series is designed for intermediate and advanced learners, as well as for my Burmese friends who loves poetry. In each episode, we explore poems, stories, and cultural notes, and from time to time, welcome guest speakers who bring new perspectives to help you deepen your understanding and improve your Burmese naturally. For today's listening practice, here is a tip I often give my students listen to the poem without checking the test first. While listening, note down any vocabulary you catch. After one or two listens, check the test of the poem. Then listen again, read out loud together, and listen once more. This will help you build your ear for pronunciation, intonation, and meaning. So, today I'm reading a poem that was very popular among university students in the 19th. Literature and art always reflect the era's mood, taste, and changes in style. So, the title of the poem is The Rhythm of the Flame by Siya Dayamenwe. His poem stands at the intersection of traditional Burmese poetry and a fresh modern contemporary style, giving our literature a vibrant edge. So let's dive in. Listen first, take in the sounds, and then we will explore the meaning together. Me dog rhythm. A coolo la ba isanide nyamabe. Nga piotare mia ninziha. Je dia chayambi. Jui ja bagere. Dain loa mingau duigale. ချစ်သူတယောက်ရဲ့မိအိမ်မက်မှာ ရွှေမျက်ရည်တွေဆိုလက်လာပြီလို့မိုင်းညို့နေတဲ့ကောင်းကင်ကြီးကို တီတိုးပြောလိုက်ကြတယ်။ချစ်ချင်းမြတ်တာဟာမော်ဆရာတယောက်ရဲ့ဏီကုန်းလို့နောက်ဆုံးမှာမိကိုလုံးများဖြစ်သွားရော့မလားလို့နှုတ်ခမ်းကြိုက်ပြီးငါစဉ်းစားဘူးတယ်။လူငယ်တယောက်ကိုဖြူစားဖို့ အဘယ်ဖျားထံမှာနင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလားငါအရာဇဝင်ခက်ကျဲကျဲကို ငရေမီတဲ့တွန်းချလိုက်ခြင်း ਨੇ တန်ရောစဉ်ဆိုတာအယောဝင်လို့မကောင်းတဲ့ခွေးကလေးပါပဲလောကရန်ဦးရုံက အလွန်အကျူးတောက်ခဲ့တဲ့အရက်တစ်ခွက်ခုမှစပယ်ရွက်ပေါ်မူလဲအသေးကွဲတယ်ဆိုတာ သချင်းလေးတွေ တိုးတိုးညီရင်က ထိရှာခဲ့တဲ့သွေးမဲ့ဒဏ်ရာတစ်ချက်ပါတိုးချောင်းသားရဲ့ခံနိုင်ရည်နဲ့နှစ်ဘလူးတွေရဲ့တတိယချင်းမျိုးကငါ့ကို စီးမိုးထားတယ်ဆက်ရုပ်ကိုဒူးထောက်ကြစေတဲ့နေ့ရဲ့မျက်ဝန်းစိမ့်လက်မှာငါဘလူးမှ မေ့မရတဲ့မဟာလင်းကတပိုင်းတစရှိနေလေရဲ့အဲ့ဒီလိုနဲ့ပဲ ငါပြန်လဲခြိနှောင်ခဲ့ပါမယ်စစ်တော်ဖဲချိုးဝါကလေးရဲ့လက်နဲ့မပါပဲစင့်ဝင်ကဘာမှာငါမတိုက်ရဲဘူးညံ့တယ်လို့ပဲလက်ညိုးထိုးပြီးပြောလိုက်ပါတော့လျက်စစ်မြင်တန်းလို့ပူလင်းပြင်းထန်သောနဲ့သူယူတယောက်ရဲ့ပွေဖက်မှုတွေခုရထားတို့အုပ်အော်ဆွဲလိုက်ကြပြီ။ ြီးဆုံးသွားပါပြီအခုအားလုံးပြီးဆုံးသွားပါပြီတဲ့အရှိလေးတွေတိုက်တုံးကခါကုန်းနေတဲ့ငါတို့ရဲ့ညရာပင်အိုကြီးဟာတုံရင်ချိနဲ့စွာရင်းထိုးနေတော့တယ်။ကျောင်းတော်ရဲ့ဈေးအပြင်နှောင်းရိပ်တွေတလွင်လွင်းနဲ့ထင်းရောင်ထင်းမလမ်းပေါ်မှာငါစဉ်းစားတာနှင့်အကြောင်း ခေါင်းစဉ်များစွာပါပဲထိတ်ထားရဲ့အီဂျစ်ပြက်ကရင်တဲကမိုးတိမ်တွေရွာမဲ့နေနေနဲ့ငါပြန်လဲဆုံတွေ့ကြရင်ဒီအကြောင်းတွေပြောပြခြင်းပါသေးတယ်ငါကဆက်ပြဘူးပေါင်းကိုခိုးဆီးပြီးမြင့်မိုတောင်ကြီးနဲ့တိုက်မိမှာစိုးရင်ရှာသူမဟုတ်ခဲ့ဒါပေမဲ့လေပွေလမ်းကြောင်းများမှာ တုံဝါဖြော့အေးတစ္ဆာကိုပဲ့တင်တဲ့နဲ့ပဲပြန်ပေးနိုင်ခဲ့သူငါကိုတက်ငါရင်ဘက်ကိုထိုးခွဲဖောက်လန်ကြည့်ငါလက်သေးထဲမှာချစ်ချစ်ပါအောင်ဆုပ်ထားတဲ့တုံညတလုံးပဲရှိလိမ့်မယ်ဝါယာကြိုးတွေထောင်းကနေမီးပွင့်ပြတ်တောက်သွားပြီးရုတ်ချီးအမောင်အတိကျသွားတဲ့ အန္တရို့ရဲ့အိမ်အိုမှာဒေလေပီတစွာငာနေတယ်။တိတ်ဆိတ်ပြာလဲနေတဲ့ညရေတွင်းတဲ့ခေါင်းငုံပြီးမင်းကိုချစ်တယ်လို့ဘဲစီဘဲဝဲဟစ်အော်ဒန်တာရတာဘာကြောင့်ပါလဲ။အုံပုံးချစ်တဲ့ချင်းကိုမစိုးခြင်းပဲဆိုရတာ။ရွှေရည်စိန်ထားတဲ့လက်ပစ်ပုံးကိုကြိုက်မြူရတယ်လို့ပါပဲလို့ အက်ကွဲနေတဲ့မက်ဒလင်ကြီးကငါ့ကိုပြောပြတယ်။အဲ့ဒီလိုနဲ့မိုးကိုဆက်မြောက်ထားတဲ့မမီနိုင်သောကမ်းလက်တွေဟာဟိုးတုန်းကလိုငါစီမှာမြေမုံတွေစွန်းထင်လျက်ပါပဲလေ။လူဆိုတာလင်းဝေစိမ့်များတဲ့ပန်းညများစွာထက်တရေ600ညတညကို ပိုတတိယတတ်တယ်။ ငါတည်သွားခဲ့လို့ရှိရင်ငါရဲ့တင်းချိုင်းကူမှာချက်ချေကတခုကိုသာမှတ်တိုင်အဖြစ် စိုက်ပေးထားပါတကယ်တော့အဲ့ဒါဟာငါတည်သည်မလောကဓမ္မကိုအကျွမ်းမဲ့ပေါ်ပြသွားခြင်းပဲဖြစ်လိမ့်မယ်ဟိုးငငယ်ကြောင်းမပြေတက်ခင်တုန်းကခရေပွင့်တွေပြထားတဲ့တင်ချာတပုတ်ငါအပေါ်ခုံအုပ်ပြီး မျက်နှာတွေရဲကနေတုတ်သွားဘူးတယ်။ငါတတိကောင်းခင်မှာနီလွင်ထစ်ချုံတက်နှစ်သုံးအနက်ဆိုင်ဆုံးထိုးကြပစ်လိုက်တယ်။ထူးလာတယ်တော့လည်းမဟုတ်ပါဘူးလေ။ကြောက်မက်ဖွယ်ရာလူတွေရဲ့မဟာပုတ်ဘေးရင်တဲမှာမှငါကလည်းအဓိပတိဘွားဖြစ်ချင်ခဲ့တာကို အိမ်အပြန်ညများစွာမှာဘယ်သူမှမပြောခြင်းတဲ့စကားတွေပွေပိုက်ကိုကိုကိုလူမိုက်လို့ပြန်ခေါ်ခဲ့ရတယ်1993 1994ငါကပြားလေးတွေဆွေးမြေ့ကြေကွဲလမ်းဘေးအုတ်ခုံပေါ်မှာလဲကြနေတယ်နင်းမြတလက်ရဲ့အစိတ်နဲ့နမိတ်မကောင်းတဲ့ပုံပြင်မမြင်ဘူးသော နေများညများဘရောက်ပိုင်းဖျားမှာဝတ်တွားစုယုံငါ့ကိုခြီထုံးနေတာခုအချိန်တိုင်အောင်အလင်းစိမ့်တန်းတွေရစ်ဖွာလို့ွယ်မြို့ပြင်လမ်းခွေကတွေးခဲ့မှုသမျှခြေပစီတွေလိုဖြစ်ခဲ့သမျှကို ရီကာမောက ပြန်ပြောနိုင်တဲ့အကျင့်လေးသွေးအေးအေးနဲ့စူးစမ်းမွေးနိုင်ခဲ့ပြီ။ ဘာပဲဖြစ်ဖြစ်ကြောက်ခက်ကြေးခက်နျူကလ িয়ার ကင်ဆာအနာဂတ်ခက်အားလုံးအတွက်ထေချာတဲ့ငါကြင်ညာချက်ကတော့နင့်ကိုထာဝရချစ်နေမယ်ဆိုတာပါပဲထိတ်ထားရဲ့ဖြစ်နိုင်မယ်ဆိုရင်ဂန္နဝင်ပပုယုံမှာနန်းသုံးအခရာနဲ့ချေမုံနင့်နာမည်လေးစာသုံးလုံးကို စီရီတီကုံးပေးခြင်းနဲ့နင့်အပေါ်မှာထားတဲ့ငါရဲ့ချစ်ချင်းမြတ်တာဟာမိုးဘော်ကိုဥမော့ပြီးဝင်းပစွာ လင်းမြတုံခါနေတဲ့ရွှေဝါရောင် မီးတောက်မီလီယံလိုပါပဲ။ကျောင်းရှိကစပယ်ယုံမှာဗီးနပ်စ်ရဲ့နက်ခတ်တို့တလက်လက်ပြာဝေမုံသင်းကျောင်းခန်းတွင်းမှာ လာမင်းကလေးตาခဲ့ဘူးတဲ့ချစ်တော်ចောင်းသွားဖို့ရဲ့ပန်းရုပ်လွားကိုညှော်တွေးရင်းဆွေးလျာညိုးခွေ ဖြည့်မပြေသူလေးအထုပ်ပတ္တိညရာပင်ကြီးသိပါတယ်ကဘာဦးလူတို့လည်းဂုဏယံမှာငယ်ကျွမ်းမျက်နာဝေဝါပညာရှင်ကြီးများရဲ့ပါဠိစကားလုံးတွေနဲ့ငါအပေါ်မဆုံးဖြတ်ပါနဲ့အောင် ချစ်သူကိုယ်တောင်ချစ်တယ်လို့မပြောရတဲ့ကောင်ရာစုတထောင်မှာနေရစ်ခဲ့ထို့တို့ဖြင့်စကားမဲ့စေတည်းမြရာပင်ကြီးရဲ့ညီးတွားတဲ့တဲ့တကောင်ရန်ငတ်ဆိုးအုံနဲ့အတူ ရုတ်တရက်ထပြန်သွားတယ်ချိုးတဲ့သောចောင်းသားဘဝဇန္ဒရဲ့မပြေလည်မှုအနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်းတစ္စာ။ဩငါ့ကိုလေနားလေပါ။နားလေပါ။နားလေစမ်းပါ။အဲ့ဒီနေ့ရက်တွေမှာမာနရဲ့ဘယ်ဘက်လက်ကအနက်ရောင်ကြမ်းချက်တစ်ပိုက်ဟာငါ့ကိုစီးနင်းတိုက်ခိုက်ဖို့မြင်းကကြိုးတို့ကိုပြင်လို့တလို့หนีแค่ป้อ ပါပဲပျော့ပျော့ရွှေနဲ့ဆက်ဝဲလို့မရတဲ့နောက်ဆုံးကလူရဲ့အတွေ့အကြုံမှာတန်မှုန်တွေကပ်ပါနေရဲ့ငါဘာကိုမှမကြောက်ခဲ့ဘူးဟောဒီလောကတောက်လျှောက်ကြောက်တင်ဘုံပေါ်ကတုံညနဲ့စာရင်ဗလာစာအုပ်ပေါ်ကတုံညကညက်တဲ့အဲ့ဒီအော်တန်ကိုငါရည်နေခဲ့တယ် မင်းကတော့ဗာလဲလို့အနန္တတွေကဝိုင်းမေးတော့1 2 3 4 5ငါအကုန်စဉ်းစားတယ်6 9 8 9ညတခုမှမဟုတ်ဘူးငါအဲ့တွက်ကနန်းမရှိဘူးသွေးနဲ့ရက်တဲ့ဂရီပါစလိုနီလွရှင်းတောက်ကြောက်ခမန်းလေးလေးလှပတဲ့ နှလုံးသားကဂီတတန်စင်နင်းဝိညာဉ်မှာတင်တဲ့ကပီးလကွယ်ညရောက်တိုင်းငါဂီတာတီးနေမယ်ကြောက်ဆုံးတော့မဲ့စစ်သူရဲ့အိုကငယ်ဘဝကဓာတ်နဲ့ချစ်သူကိုပြင်းရှစွာတတိယလိုက်တယ်လို့မျိုးနင့်ကိုငါတတိယနေတယ်ထိတ်ထားရေထိတ်ထားရေထိတ်ထားရေ သစ်ခုတ်သမားတွေမရှိတဲ့အတိုင်းပြည်မှာငါလဲသမားဖြစ်ချင်တယ်။နင်ဘယင်မလာမလို့ရဘူးနော်။တော်တော်ကြာဒဇင်တလက်ရဲ့ကျင့်ဝတ်မှာတန်လျက်အတွက်ဘန်းခူးပေးခွင့်မပါလို့ရွာစနေပုံးနဲ့မိုးရီတဲ့ငါတယောက်တည်းမျက်ရည်ဝဲနေရပါအောင်မယ်။ငါကလည်းခတ်တယ်။ကြပြာတပုတ်နဲ့နေမဝင်အင်ပါယာ ဘယ်ဟာယူမလဲလို့မေးလာရင်ဒုတိယအရာကိုငါညင်းတယ်အဲ့ဒီလိုနဲ့ပဲမှောက်ထားတဲ့ငါရဲ့ကန်းကော်ရွက်ဖဲချက်ကလေးတွေလောကကြီးကို အမျှဝေရင်ကာလများစွာကြာပြီကောလေတောင်ညိုမှာဖြိုတဲ့မိုးတွေနှစ်မျက်လုံးကို တိုးတက်တဲ့အခါတောင်ပင်လေကဘေးဒါတွေဟာ စောက်တီးရမရဖြစ်ကုန်ကြတယ်ဟေးငါပြောမယ်အဆစ်တကူတို့မုတ်တုံကိုနှိုးပါဒီလူโซအတွက်လဲမိုးချမ်းတို့တဆက်ဆက်ရွာပါမထိုက်တန်သူဆိုတာလွင့်မျောရမှာပါပဲခွဲခွာခြင်းဟာခယန်းပြကြည်ဘူးကိုအစိတ်ချိုတွေလိမ့်တော့နှလုံးသားတက်တက်စီချိန်ရွယ်မောင်းဖြုတ်လိုက်တယ် သက်ပြင်းဝေဝခရေတို့နှင်းဆက်ဖားလျာမျက်ရည်ကိုစားတဲ့ခြောက်ချားပွေစကားမဲ့ညငါဟာထပ်ပိုင်းချိုးခံရတဲ့တချမ်းပဲလာပဲဖြစ်တယ်အိမ်မက်သေးကကဘာစစ်လို့အယိုးပြိုင်ပြိုင်ညနေအိုးကမြေကိုရှိခိုးမြူအိုးတို့ပြောင်းဤညွတ်တွဲ လူငယ်ဘဝရဲ့ညရိတ်တို့မှုံဝေဝမ်းနေခဲ့ရတယ်။အခင်ဆုံးမဖြစ်ခဲ့ပေမဲ့အခင်ဆုံးတွေအကြောင်းပြောတိုင်းတတိယမိနေကြတငယ်ချင်းတယောက်စီငါမရောက်ရအောင်သွားမယ်။ပြီးတော့ခရိုးခရိုင်လက်ဖက်ရည်ဆိုင်လေးမှာကြပြအကြောင်းစာအကြောင်းပြောရင်ကိုကိုကိုပြန်လဲဖန်ဆင်းပြမယ်ကွယ်။အရက်သမားက သူတပားကိုလွမ်းစစ်တာရည်စရာမဟုတ်ပါဘူးတခါတည်ရန်ရဲ့ပြန်မလာသူတို့တီးကြဖို့ကောင်းတယ်လင်းငင်းကလေးရေငါချစ်မြတ်ရတဲ့ကဗတ်ရဲ့ထိတ်ထားကို သူ့ဆန်ွယ်ခက်လေးတွေဖွာကနေလွင့်ဝဲသွားယုံတစ်ချက်လောက်အုံသေးတိုက်ခတ်ပေးပါလေစည်းထဲမှာဖွာကျဲလှပနေရှာမဲ့ သူ့ရဲ့ကေတာဆံမြကို အဝေးကနေရှိုက်မွေလွမ်းဆုပ်ပြရစီအောင်နော်အထီးကြံတောင်ကိုအုပ်ဆိုးဖို့နက်ပြီကရွာချတဲ့ငါအဲ့အတွက်အညတရမိုးရေ နေပါစေတော့အဲ့ဒီညဟာတချမ်းပဲလာက အသက်ပေးပြီးကာကွယ်ခဲ့ရတဲ့အလံမလဲမီညဖြစ်တယ်။မြက်ရိုင်းကမိုးကုတ်စဝိုင်းကိုနမ်းမရတဲ့လိုမျိုး နေနဲ့လကတယောက်ကိုတယောက်မပိုင်ဆိုင်ကြသလိုမျိုးရိုးသားစွာတို့ဝေးလိုက်ကြပါစို့ချစ်သူကိုမျက်နှိုးယုံနဲ့အရာရာကိုလက်ဖြန့်မှုစောင့်ရှောက်ခြင်းတဲ့လူငယ်ခုချွင်းချက်နဲ့လက်နက်ချလိုက်ပါတယ်တီလီဘဝရဲ့ပထမဆုရအမားတွေကို လွယ်အိတ်ညိုတဲ့ထဲ့ပြီးမိအိမ်လက်ဆွဲရာဇဝင်ထဲမှာ ခရီးဆက်ရအောင်မယ်ထိတ်ထားရေကကြေတယ်တို့ရဲ့တေးတွေနဲ့ငိမ့်အေးပျော်ရွှင် ထာဝစဉ်ချမ်းမြေ့စေသာကောင်းသောမူတောက်ချိန်၌လဲငြိမ်သက်တည်ကြည်ပါစေငါဆူတောင်းပေးနေမယ်ပန်းခူးရင်တငယ်ချင်းတွေနဲ့နေရင် စကားပြောရင်တချင်းလေးတွေဆိုရင်မင်းငါ့ကိုမေ့သွားမှာပါခုတော့ သွားတော့နော်ငါချစ်မြတ်ရတဲ့နေရောင်ခြည်တွေနဲ့မိမဖြူကိုဘဝဆိုတဲ့မာယာနိုင်ငံအိုကစောင့်ကြိုလို့နေရော့မယ်။ဒါမညလန်းခွဝမ်းမနေသလိုငါတို့နှုတ်ဆက်မနှက်ဖြန်ခါမှာအောင်မြင်ပါစေ။မနှက်ဖြန်ခါမှာအောင်မြင်ပါစေ။မနှက်ဖြန်ခါတိုင်းမှာအောင်မြင်ပါစေထိတ်ထားရည် Wonderful, everyone. I hope you enjoy today's poem, even though it's a bit long. It's one of my favorites, and I truly love the depth and honesty in it. Let me briefly tell the meaning of the poem here, and you can also find the highlight translation of the poem in the episode description. And if you can't find the full poem to read, just let me know. I'm happy to point you to it. Literally, the poem moved through memories of student days in the 19s. Loneliness, friendships, secret loves, and missed chances. It blends old style Burmese poetic rhythms with the modern confectional voice. Images of torches, wires, storm clouds, temples, and railway tracks mirror his inner life. Pain bound in silence, loyalty held tightly in the hand. Emptiness clenches like a small stone. Despite loss and, and evaluation, he carries humor, resilience, and an enduring pledge of love. The closing stanzas turn to blessing. Even as he says goodbye, he wishes the women he loved success tomorrow and every tomorrow. That's so lovely, isn't it? Well, thank you so much, Jesu Amyaji Demare, for spending your time with me today on Speak It Burmese. And I hope this poem give you new songs, new words, and maybe even a new feeling for Burmese. Thank you once again. See you in the next episode. Ta-da! da